င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးအတွက်အုပ်ချုပ်မှုလုပ်ငန်းတွေအပါအဝင်စစ်ဘေးရှောင်တွေကိုကုညီရေးလုပ်ငန်းစဉ်တွေကိုကြိုတင်စီမံရန်အတွက် NGO ဝန်ကြီးချုပ်ကဒုတိယအကြိမ်ထပ်မံတတိပေးလိုက်ပါတယ်အခောက်ရွှေတကြက်သားကိုငွေကျပ်83သိန်းဝန်းကျင်ထိစံချိန်တင်ဈေးမြင့်တက်လာတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးဒေသအတွက်လိုအပ်တဲ့အုပ်ချုပ်မှုလုပ်ငန်းထူထောင်ရေးစည်ရေးထောက်ပံ့ပို့ဆောင်ရေးလုံခြုံရေးနဲ့တရားဝင်စုမှုရေးစစ်ပေးဆောင်ထောက်ပံ့ကူညီစတာတွေကိုကြိုတင်စီမံဆောင်ရွက်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရအညွကြီးပြည်တော်စုဝန်ကြီးချုပ်မန်းဝင်းခန့်တန်းကထပ်မံအသိပေးပြောဆိုလိုက်ပါတယ်မနေ့ကပြုလုပ်တဲ့ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ကထပ်မံအသိပေးလိုက်တာလည်းဖြစ်ပါတယ်အခုလိုအသိ ပေးတတိပေးတာဒုတိယအကြိမ်တတိပေးမှုဖြစ်ပြီးဂျွယ်လ30ရက်နေ့မှာအမျိုးသားညညရေးဆိုရအစိုးရအဖွဲ့အစည်းအဝေးမှာမန္တလေးအထိပြည်သူ့ကာကွယ်တပ်တွေရဲ့စစ်ရေးလိုင်းတွေဆင်းလာနေပြီဖြစ်ပြီးဂန္နအသေးသေးတွေကြိုတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ကြဖို့အတွက်ဝန်ကြီးချုပ်မန်းဝင်းခန္ဓာကပထမအကြိမ်ဖြစ်တတိပေးပြောဆိုထားပါတယ်ဒါအပြင်ပြည်တွင်းမှာစစ်ဘေးရှောင်ကူညီနေတဲ့စေဝါပြတ်တောက်မှုထောက်ပံ့နိုင်ရေးတို့ကိုလည်းစနစ်တကျထည့်သွင်းစဉ်းစားဖို့ကိုလည်းဝန်ကြီးချုပ်ကတတိပေးထားပါတယ်ဗန်နံငွေ းဆွဲမှုအပိုင်းမှာတော့လက်ရှိရေးပေါ်အခြေအနေတွေနဲ့စစ်ဘေးရှောင်ကဏ္ဍတွေဘက်ကိုတိုက်ရိုက်အထောက်အကူပြုတဲ့လုပ်ငန်းတွေဘက်ကိုပုံမှန်အားဖြင့်တုံးဆွဲစေလိုတယ်လို့လည်းပြောဆိုထားပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတဘောက်ကိုတန်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်တောင်မရက်ဆောင်မြို့နယ်ကြောက်ကူဒေသတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်က၉ဦးဟာတေသပြီးရှင်ဦးကိုအရှင်ဖမ်းမိကတနက်၁၉လက်ကိုတင်းဆက်ရရှိခဲ့လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPL ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ဩဂတ်စာ၈ရက်နေ့မနေ့၁၇နှစ်လောက်မှာရက်ဆောင်မြို့နယ်တွင်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPL လှုပ်ရှားရာကြောက်ကူဒေသမှာ DPLF DPL ပူးပေါင်းတဲ့အကြမ်းဖက်စစ် ကောင်စီတပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးကိုအရှင်ဖမ်းဆီးရမိပြီးကိုဦးဟာတေဆုံးသွားကတိုက်ပွဲတွေမှာလက်လက်ဆက်ကိုလက်ကိုတင်းဆဲရရှိခဲ့ပြီးစစ်ကောင်စီတပ်သားအများပြားလည်းဒဏ်ရာရှိခဲ့လို့သိရပါတယ်။အကြမ်းဖက်စစ်ကြောင်းဟာဒနုပြည်သူလူမျိုးရေးတပ်တော် DPLF DPLA တပ်တွေရှိရာကိုထိုးစစ်ဆင်လာစဉ်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားစဉ်မှာစစ်တပ်ကတိုက်လေနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPLF DPLA ကတာဝ ရှိသူတို့ကပြပြပါရရှင်။ ဒီတစ်ခါမှာတော့ကင်းနေပြည်ဘောလကဲမြို့နယ်အကြက်ဖက်စစ်ကောင်စီရဲ့ရှေ့တန်းကင်းစကန်တစ်ခုကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရမှာစစ်သား6ဦးထက်မနည်းဟာသေသွားပြီး87မမပြောင်းရှိတလက်ပါဝင်လက်လက်ခဲရအများပြားကိုသိမ်းဆည်းရရှိခဲ့လို့ KAC ရေချိုဘုံမူကြီးဖုံးနိုင်ကပြပြပါရတယ်။ဩဂတ်စ်လ10ရက်နေ့မနေ့9နာရီလောက်မှာဘောလကဲမြို့ပြူဟာကောကာကင်းပြည်ဘောလကဲမြို့နယ်နန်ဖယ်ကျေးရွာကြားစကန်ကိုကင်းနေတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲ့ဒီတပွဲတွင်မှာအကြက်ဖက်စစ် စ်ကောင်စီတပ်သား6ဦးထက်မနည်းဟာတေသွားခဲ့တာဖြစ်ပြီးကျန်းစစ်သားအချို့လည်းဒဏ်ရာခဲ့ပြီးထပ်ပေးသွားတယ်လို့လည်းသိရပါဗါးအဲ့ဒီတိမ့်ပိုက်ရရှိတဲ့စခန်းတွင်းကနေစစ်သားမသားအလောင်းတွေနဲ့87မမပြောင်းရှိန်လက်လက်ကြီးတစ်လက်ပါဝင်လက်လက်ခဲရအများအပြားကိုတိမ့်ဆက်ရရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီအကြက်ဖက်စစ်သားတွေဟာစက္ကကနှစ်လောက်ကတရင်ကဖြစ်ပြီးအရင်ကမက်ဆလောင်တောင်ကုန်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သားတွေဖြစ်ပြီးမက်ဆလောင်တောင်စခန်းကိုကီနီတိုလန်တပ်တွေကတိမ့်ပိုက်စင်ကဆုတ်ခွာသွား ားခဲ့တာဖြစ်ပြီးဘောလခဲစစ်ပြူအကုန်းကိုကာကင်းစကန်ဖြင့်တက်ဆွဲနေရယူထားတာလည်းဖြစ်တယ်လို့သိရပါပါတယ်ရှင်။ မန္တလေးရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းတပည့်ချင်းမြို့နယ်ချောင်းကြီးရွာကအကြမ်းဖက်စစ်တပ်အထိုင်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားအလောင်း၉လောင်းနဲ့လက်နက်၉လက်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့တပည့်ချင်းတိုက်နယ်ပကပကဘိုလင်းယုံတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရစေ။ဂျူရန်လ၁၅ရက်နေ့ကနေစတင်ပြီးတပည့်ချင်းမြို့နယ်ချောင်းကြီးကျေးရွာတွင်အကြမ်းဖက်စစ်တပ်အထိုင်စခန်းကုန်းတွေကိုတော်လန်းတပ်တွေကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရစေ။ဩဂတ်လ၁ရက်နေ့မှာတော့တော်လန်းတပ်တွေရဲ့တိုက်ခိုက်မှုကိုအကြမ်းဖက် က်စစ်သားတွေကဆက်လက်တောက်မခံနိုင်တော့ပဲစခန်းကုန်းတွေကိုစွန့်ခွာထွက်ပြေးသွားကြပြီ။ဩဂတ်လ2ရက်နေ့မှာ အပြည့်အဝတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။18ရက်ကြာတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သားအများအပြားဟာထိခိုက်သေဆုံးသွားခဲ့ပြီး အလောင်း6လောက်နဲ့ MA1, MA3, MA12 အမျိုးအစားတနက်6လက်ကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်တန်တွဲအချင်းတော်ကနိုင်ငံအချင်းသားတွေပါဝင်အချင်းသား382ဦးကိုအာရခတက်တော်ကဘေးလွရာကိုကဲထုတ်ပြည့်ရဲ့နောက်မှာနိုင်ငံအချင်းသားတွေကိုနေအိမ်တွေစီကို ပြန်လည်ပို့ဆောင်ပေးခဲ့လို့အေအေကပြောပြပါရစေ။ရခိုင်ဒေသအတွင်းသိမ့်ပိုင်ရန်ကြန့်ရှိနေသေးတဲ့ တန်တွဲမြို့ကအကြက်ပဲစစ်ကောင်စီတက်စကန်တွေအလုံးငပလီလေးစဲတန်တွဲဟိုတယ်ဆောင်အပါဝင်နေရအများစုကိုအရခတက်တော်ကဂျွန်လာ၁၆နေ့ကနေစတင်ပြီးအပြည့်သက်သိမ့်ပိုင်ရရှိပြီးတဲ့နောက်မှာတန်တွဲမြို့အကျဉ်းတောင်မှာပိတ်မိတဲ့အကျဉ်းသား၃၈၂ဦးကိုအရခတက်တော်ကဘေကင်းလုံခြုံရွာကိုကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်တန်တွဲအကျဉ်းတောင်ကအကျဉ်းသားစုစုပေါင်း၃၈၂ဦးကိုကယ်ထုတ်နေစဉ်အတွင်းမှာအကြက်ဖက်စစ်ကောင်စီရဲ့လက်လက်ကြီးကြီးစားထိမှန်ကာ ခုနှစ်ဦးကသေဆုံးသွားခဲ့ရတယ်လို့လည်းသိရပါဗျ။သေဆုံးတဲ့အထက်မှာနိုင်ငံအကျဉ်းသား2ဦးဟာပါဝင်တယ်လို့ကျန်နိုင်ငံအကျဉ်းသား42ဦးထဲမှာလည်းယောဂါဒဏ်ရသူတွေပါလာပြီးကျန်းမာရေးစောင့်ရှောက်ဖို့အရေးကြီးလိုအပ်နေသူ18ဦးတို့ကိုလည်းကောင်းမွန်စွာကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့အေအေကဆိုပါတယ်။ရာဇဝတ်မှုကျွလွန်ထားတဲ့အကျဉ်းသားတွေကိုတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းထားပြီးမှလည်း ျွလွန်ခဲ့တဲ့ပြစ်မှုတွေကိုပြန်လည်ဆစ်ဆင်းနေပြီးတရားနည်းလမ်းကြကြကင်တွယ်ဆောင်ရွက်သွားမယ်လို့လည်းအေအေကထုတ်ပြန်ထားပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ပြည်တွင်းစီးပွားရေးဈေးကွက်တွင်မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်83သိန်းဝန်းကျင်တိစံချိန်တင်ဈေးမြင့်တက်သွားတယ်လို့ရန်ကုန်ရွှေကုန်သည်တွေစီကသိရပါဗျ။မနေ့ကအမေရိကန်ဒေါ်လာတန်ဖိုးတွေစံချိန်တင်မြင့်တက်လာမှုကြောင့်ရွှေဈေးနှုန်းလည်းလိုက်ပါစံချိန်တင်မြင့်တက်သွားတာလည်းဖြစ်ပါဗျ။ဈေးကွက်မှာရွှေရောင်းမရှိပဲအဝဲသားများပြားနေတယ်လို့လည်းသိရပါဗျ။ကမ္ဘာရွှေဈေးနှုန်းကတော့ရွှေတောင်အောင်ဆောက်ကိုဒေါ်လာ2400ဝန်းကျင်မှာရှိနေပြီးမြန်မာရွှေဈေး င်းတုန်းကတော့အခောက်ရွှေတစ်ကြက်သားကို83သိန်းဝန်းကျင်ဈေးပေါက်နေလို့ရန်ကုန်ရွှေကုန်းတဲ့တူဦးကရှင်းပြပါဗယ်လက်ရှိဈေးကွက်အခြေအနေမှာစံချိန်တင်ဈေးနှုန်းတွေနဲ့ကြောက်ကြရဖြစ်နေပြီးဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်လာရင်ရွှေဈေးနှုန်းတွေလည်းအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်85သိန်းကျော်အထိရောက်ရှိနိုင်တယ်လို့ရန်ကုန်ရွှေကုန်းတွေကသုံးသပ်ပြောဆိုပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ